မင်္ဂလာပါရှင်ဧပြီလ25ရက်သောကြာနေ့ရွှေရံကွယ်ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့2025-2026ဘဏ္ဍာရေးနှစ်အတွက်စီမံကိန်းညီမှန်ချက်တာဝန်များပေးရတဲ့သတင်းရှမ်းကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်ဒေသန္တရစီမံကိန်းနှင့်တိုင်းဒေသကြီးပန်းနာရှမ်းမုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုရထားချက်များဆောင်ရွက်နိုင်ရေးအတွက်2025-2026ပန်းနာဤနှင့် ဧပြီလမှမတ်လအထိဒေသန္တရစီမံကိန်းရည်မှန်းချက်များနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များတာဝန်ပေးရခြင်းအခမ်းအနားများကိုဧပြီ24ရက်နေ့နက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှပြုလုပ်ကြကြောင်းသိရပါသည်။အခမ်းအနားများတွင်မြို့နယ်စီမံကိန်းရည်ဆွဲအကောင့်ထယ်ဖို့ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုများကလုပ်ငန်းစီမံကိန်းရည်မှန်းချက်တာဝန်များကိုသက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများထံသို့ပေးရကြကြောင်းသိရပါသည်ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့89နှစ်မြောက်မြန်မာနိုင်ငံမိသားတပ်ဖွဲ့နေကိုဂုံပြူကျူးဆိုသောအပြင်ဒလာမျိုးနယ်တွင်တောက်တုံးရေးများလှူဒါန်းနေတဲ့ရင် ရန်ကုန်တိုင်းဒေသကြီးတလားမြို့နယ်တွင်89နှစ်မြောက်မြန်မာနိုင်ငံမိသားတပ်ဖွဲ့တွေကိုဂုံပြူကျဆိုးသောအပြင်တောက်တုံးရေရှာပါမှုကြုံတွေ့နေရတဲ့ကျန်းစစ်သားရက်ွက်ပြည်သူများအားဧပြီလ24ရက်နေ့ကနေ9နာရီကတလားမြို့နယ်မိသားဦးစီးဌာနမှလက်ထောက်ဦးစီးမှုဦးကြည်လွင်ဦးဆောင်ပြီးတန်တေနှင့်အရန်မိသားတပ်ဖွဲ့များကအိမ်တော်စု250စုအထက်တောက်တုံးရေကလန်း9000ကိုတွားရောက်လူရန်ကြောင်းသိရပါရယ်ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပေးပို့ထားပေးဖြစ်ပါရယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့နှွေရသည်လူငယ်တင်တဲ့များဖွင့်လှစ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်ចောင်းသားចောင်းသူလူငယ်များနှွေရသည်ចောင်းပိတ်ရံများတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှွေရသည်လူငယ်တင်တဲ့များဖွင့်လှစ်တင်ကြပြီလျက်ရှိရာရှိပြည်သားမြို့နယ် community center ခန်းမတွင်အခြေခံပကြီးရေးဆွဲနည်းတင်တဲ့ကိုဧပြီ24ရက်မိုးလဲတနအိက၎င်းမယန်းကုန်းမြို့နယ် community center ခန်းမတွင်ညရာသည့်အင်္ဂလိပ်စာအခြေခံသင်တန်းကိုဧပြီ23ရက်နေ့နဲ့10ရက်က၎င်း ဘုထရာမြို့နယ် community center ခန်းမှာတွင်ဧပြီ24ရက်နေ့နေ့စဉ်တိုင်းကနေရာသည့်အခြေခံပကြီတန်တန်းကို၎င်းဖွင့်လှစ်တင်ကြားပေးကြကြောင်းနဲ့အခြေခံပညာကျောင်းများမှအကြောင်းသားကျောင်းသူများတက်ရောက်သိယူကြကြောင်းသိရပါပါရှင်။ထပ်မံတဲ့စမဲတင်ကတော့စဘာမျိုးစေးချကရီးယားစီတာဖြင့်မိုးစဘာအချောက်ကျဲစိုက်ပျိုးနိုင်ရေးအတွက်တရုတ်ပြခြင်းဆောင်ရွက်တဲ့တင် ရန်ကုန်တိုင်းဒေသကြီးသုံးကွာမြို့နယ်တိုက်တူးကန်ကျေးရွာအုပ်စုရှိဒေါ်ဝိုင်းပိုင်နယ်လေမြေများတွင်စပါမျိုးစေးချကိုရီးယားစီတာဖြင့်မိုးစပါအချောက်ကျဲစိုက်ပျိုးနိုင်ရေးအတွက်တရုတ်ပြခြင်းအခမ်းအနားကိုဧပြီလ23ရက်မွတ်တဲ12နာရီကပြုလုပ်ကြောင်းသိရပါသည်ဦးစွာမြို့နယ်ဆိုင်ပြည်ရေးဦးစီးဌာနမှတောင်သူများအားစပါမျိုးစေးချကိုရီးယားစီတာဖြင့်မိုးစပါအချောက်ကျဲအတုံးပြူပုံများကိုတရုတ်ပြသကြပါသည် အဒီနောင်မိုးစပါအချောက်ကျဲနေမှုအခြေအနေအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတောင်သူများကလိုက်လံတရှိကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စီသူလင်းကပေးပို့ထားပေးဖြစ်ပါတယ်ရွှေရံကုန်ရဲ့ရံကုန်တခွင်သတင်းစောင်းလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်